ီနေ့ဖတ်ပြမယ့်ကြ བྱ လေးကတော့ကြ བྱ ဆရာဆရာကိုတက်သူရင်ချားတဲ့အဲ့ဒီညကဆိုတဲ့ကြ བྱ လေးပါအဲ့ဒီညကအဲ့ဒီညက၆ကတ်တယ်တိတ်ဆိတ်တယ်ကျွန်တော်ကစောက်တော့အောင်နေအမေကဖျားကန်းထဲမှာအဲ့ဒီညကသမီးလေးအိယာစောစောဝင်နေ ဆေးတောက်ပြီးကျွန်တော်သမီးဟာသမီးကိုချော့သိမ့်နေတဲ့အတန်ကိုတစ်ချက်တစ်ချက်ကြားတယ်။အဲ့ဒီညကကျွန်တော်စိတ်ဟာဇန်နဝါရီ31ရက်နေ့ညကလို့လေးတယ်။ခွေးရောင်တန်တချို့လမ်းထိပ်ကကြားတယ်။အဲ့ဒီညကခွေးရောင်တန်ဟာနီးလာ၊ခြေတန်ဟာနီးလာ။အောက်ထက်ကတန်ပါချာတကားဖွင့်တယ်။ကျွန်တော်သိတယ်။ထောက်ထောက်ထောက်တကားခေါင်နေပြီ။အဲ့ဒီညက ကျွန်တော်နဲ့ခဏလိုက်ခဲ့ပါမျက်နှာစိမ့်တွေအေးဆက်ဆက်တွေလောအိတ်လွယ်ထားတဲ့လုံချီအပြာခွက်နဲ့လူပြီးတော့ရှာရိုးအုပ်ထုံနဲ့လူစတစ်ကော်လာအဖြူအဲ့ဒီညာကသမီးလေးကိုမတွေ့ခဲ့ရဂရီးကင်ထားပြီးတုံနေတဲ့အမေညည်ရီတွေနဲ့ဇနီးကျွန်တော်လိုက်သွားလိုက်အောင်မယ်အမေကိုခဏလိုက်သွားမယ်နော်သမီးလေးမမေအဲ့ဒီညာကကျွန်တော်မျက်နာပေါ်ကစစ်ဖက်နဲ့ ခေါင်းကိုထိတဲ့နမတ်တုပ်လက်ပြန်တုပ်ထားတဲ့ကျိုးကျွန်တော်ခန္ဓာကိုယ်ဟာဖွဲအိတ်ကြီးလိုနှိမ့်ချီမြင့်ချီနာနာချင်းချင်းအဲ့ဒီညကရင်ကောင်းတဲ့ကအောက်ကျွန်တော်ထွေးသမျှကသွေးတွေညလုံးထဲမှာကမဲမဲအရိတ်တွေကျွန်တော်မျက်နာဟာအေးကနေကျွန်တော်ညစီဖွင့်ကြည့်လိုက်တယ်ခြာကနေလေအားလုံးဟာအမောင်အတိတ် အဲ့ဒီညကကျွန်တော်အိမ်ပြန်ပြေးတယ်ကျွန်တော်အိမ်မှာငိုတန်းတွေကျွန်တော်အိမ်တကားကိုဖွင့်တယ်ကျွန်တော်မွေးထားတဲ့ခွေးကကျွန်တော်ကိုတဲတဲမဲမဲဟောင်းတယ်အဲ့ဒီညကအမေတညာလုံးမအိပ်ဘူးတမီးလေးမမေဟာအယူလိုပဲကျွန်တော်မျက်ရည်တုပ်ပေးတာကိုလည်းတမီးလေးမမေဟာမသိဘူးအဲ့ဒီညကကျွန်တော်အော်ပြောတာလဲသူတို့မကြားဘူးကျွန်တော်မျက်နာကသွေးတွေလဲ သူတို့မတွေ့ကြဘူးအင်္ဂါလွဲပြီးပတ်ဝန်းကျင်ကတိတ်ဆိတ်တယ်လီဖုန်းသံတစ်ချက်ကြားတယ်အဲ့ဒီညကအမေကပြောတယ်မနေ့မှလှုပ်ရှားရှိရလှုပ်ရမယ်တဲ့တမီ9နာရီထိုးရင်ဆရာတော်ကိုဖုန်းဆက်တဲ့အမေဘေးမှာထိုင်နေတဲ့ကျွန်တော်ကိုအမေကစကားတောင်လှဲ့မပြော အမေမငြင်းမှုထင်ပါရဲ့အဲ့ဒီညကတမီလေးကခဏခဏထငိုတယ်ကျွန်တော်ခေါ်လိုက်တိုင်းငိုတယ်ကျွန်တော်မြှူလိုက်တိုင်းငိုတ တမီးလေးနဲ့ခွေးပဲကျွန်တော်ကိုမြင်ကြတယ်အဲ့ဒီညကအဲ့ဒီညကအဲ့ဒီညကစလမ်းထိပ်ကအုတ်ခုံလေးမှာကျွန်တော်အိတ်တယ်အမေနဲ့နီးတယ်တမီးလေးနဲ့နီးတယ်တမီးလေးမမေနဲ့နီးတယ်အဲ့ဒီညကစကျွန်တော်အိမ်ပဲရှောက်တိုင်းကျွန်တော်ခွေးဟာညတိုင်းဟောင်တော့တာအဲ့ဒီညကအဲ့ဒီညကစအဲ့ဒီညကစလို့ပေါ့တင့်တူ